တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့21ရက်နေ့တော်တွင်မှဘဝရည်ရွယ်ချက်တရားမြင်မဲခက်ခဲမှန်သမျှကြော်လွှမ်းနိုင်မယ်ရှင်းစွဲနေတာနေပုံမြင့်တဲ့နေထောင်ရောက်ရှိမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ဥတီချက်ပြောင်းပြီးလောက်ကခြင်းတွေချိုးပေးမယ်အခက်ခဲကြမှာထိုးပေါက်ပြီးတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ် 19ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြိုးပမ်းခြင်းနေရှိမယ်16ရက်နေ့မှာသစ္စာမဲတဲ့သူတွေစကားမတီးတဲ့သူတွေကြောင့်အနောက်ရှက်တွေဖြစ်တတ်တယ်18ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေ့သုံးချပြီးဥတီချက်သစ်တွေကိုဆောင်ရွက်ပါ16ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်19ရက်နေ့မှာကြံတိုင်းအောင်ဆောင်တိုင်းမြောက်လုံတိုင်းထုံးပေါက်မယ်20ရက်နေ့မှာ အပြိုင်ဆိုင်ကြားတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။၂၁ရက်နေ့မှာတော့အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရဘူး။ဂရိမတီရဲ့သူနဲ့တွေ့တတ်ပါတယ်။ဒီတပတ်တာကာလအတော်အတွဲမှာတနင်္လာနေ့အင်္ဂါနေ့ကြာသာပတိနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေဖြစ်တတ်ပါတယ်။နံပါတ်၈ခွန်း ကိုကနန်းနေကျိုးပေးပါတယ်အ내ရောင်ပြာရင်ရောင်လက်ပြာကိုနေဝတ်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းချင်းကံကြမ္မာများရစေရန်တို့ကပန်းဖြူတွင်ဖျားကတ်သူပူဇော်ပြီးလောရဆူတော်မှာတွေ့ကြစွာကောင်းချင်းနေရရှိနိုင်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် အောက်တိုဘာလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာအညာဆိုးများလွှမ်းမိုးနေတယ်။တပားသူကြောင့်ကို့မှာရည်ရွယ်ချက်တွေ၊ရည်မှန်းချက်တွေနဲ့နာဆုံးရှုံးတတ်တယ်။စက်ပစ္စည်းတွေ၊လျှက်စက်ပစ္စည်းတွေပျက်စီးမယ်။ကိုယ့်လက်နဲ့ထိနေတော့ပစ္စည်းတွေပြတ်သွားတာတွေကျုံတတ်တယ်။အလောတကြီးဝယ်လိုက်တဲ့အတွက်ရောင်းမဝယ်မတွေလည်းဖြစ်တတ်တယ်။အလောတကြီးရင်းနှီးမြှုပ်နှံမှုကြောင့်ဆုံးရှုံးမှုတွေရှိတတ်တယ်။ ဘာလို့လို့ဒီချိန်မှာစဉ်းစားပြီးမှလောကိုင်းမှာ15ရက်နေ့ကရန်နောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပဲ16ရက်နေ့ကရာရာဆင်ပြေသောနေထားနဲ့တွတ်တက်တဲ့ကံတွေပေါ်လာမယ်18ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြောင်းအောင်စီစဉ်နိုင်တယ်17ရက်နေ့ကငွေကြေးကံလုပ်ငန်းကံစီးပွားကံတွတ်တက်19ရက်နေ့မှာငွေကုန်ကြေးကြများမယ်တခုတည်းမကတဲ့လူတွေကိုလုကန်ရလိမ့်မယ်20ရက်နေ့မှာတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပျက်စီးမယ်23ရက်နေ့မှာ အတိုက်ခံကြတိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကလအတော်အတွဲမှာဇာကပတိနဲ့သောကြနဲ့စနေနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးသူများကြောင့်စိန်အောင်ဆက်တည်ရှိနိုင်ပါတယ်အနီအောင်ချက်သွေးရောက်ပန်းရောင်တို့ကိုသုံးရမှာဖြစ်တယ်369ကဏ္ဍနဲ့ကျိုးပေးပါတယ်အနီအောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြုရဲ့ ဆုတောင်းပြည့်ဆန္ဒပြည့်ပါနေမယ်ဂျေစုတက်ပါအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတောအတွင်းမှာရန်တိုက်ခံနေကြတဲ့အတိုးတက်မယ်လူမျိုးခွဲအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အပြောင်းလဲတဲ့တိုးတက်မှုကြုံမယ်အရဝေးနဲ့ဆက်ဆက်သောလှုပ်ကြိုးပေးမယ်ရပ်တန့်ထားတဲ့လှုပ်တွေပြန်လည်စတင်နိုင်တယ် နေရာထိုင်ခင်းကိစ္စပြောဆိုမှုအစဉ်ပြေမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မှုကိုကြုံမယ်15ရက်နေ့မှာ ကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိမယ်အရာရာအစဉ်ပြေမယ်16ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံ စီးပွားကံ ထူးထူးခြားခြားတိုးတက်မယ်18ရက်နေ့မှာရန်နောက်ဆက်တွေကြားတွေကထိုးပေါက်ပြီးလုပ်ရမယ်၁၈ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့နေ့ဖြစ်လာတယ်။အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ 19ရက်နေ့မှာအတိုက်ခံနေကြတဲ့တိုးတက်မယ်ငွေကြေးကံကောင်းမယ်20ရက်နေ့လုံးသမျှကြံစီသမျှအောင်မြင်စင်ပြေခြင်းချုပ်မယ်21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေပြောဆိုမှုလုပ်ငန်းရအောင်မြင်မှုနဲ့ရှင်းပြမှုအောင်မြင်မှုတွေကိုကြုံတွေ့ရမယ်အနေထားရှိပါတယ်ကြာသပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးသူများကြောင့် စိန်အောင်ရှည်ရှည်နိုင်ပါတယ်နှစ်ခုကိုကနန်းနေအကျိုးပေးပါတယ်အစိမ်းရောင်ဖြူရောနှိုးနှံရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်အိမ်မှာရှိနေတဲ့တပြည့်စီအဟောင်းနေခြေသောဘွားအဟောင်းနေစွန့်ပြစ်လိုက်ပါအညာကင်း၍ကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတွင်းမှာ အလုံးစုံကောင်းခြင်းကံနဲ့တွတ်တက်ခြင်းတွေရှိတယ်။မိမိလိုရာစန္ဒမှန်သမျှပြည့်စုံမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတွတ်တက်မယ်။ပြည့်ရွယ်သူများစမ်းပွင့်မယ်။အခက်အခဲအလုံးကိုပြေလည်ပြီးကောင်းခြင်းကံကြမ္မာနဲ့တွတ်တက်ခြင်းတွေရှိမယ်။15ရက်နေ့မှာအလုံးစုံကောင်းခြင်းနဲ့တွတ်တက်ခြင်းကံတွေကြုံမယ်။16ရက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းဘဝတွတ်တက်ခြင်းကြုံမယ်။19ရက်နေ့မှာ မထင်မှန်ဖြစ်ပြဿနာဟောင်းနေပြန်ဖြေရှင်းရတတ်တယ်စိတ်ရှုပ်ရတတ်တယ်အစင်တော့ဖြေသွားမှာပါ16ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုတွေအစဉ်ပြေမယ်စမ်းပွင့်မယ်19ရက်နေ့မှာအပြောင်းလဲနေရှိမယ်ရည်မှန်းချက်အောင်မြင်မယ်ဘဝထွက်တဲ့20ရက်နေ့မှာငွေကြေးကလုပ်ငန်းကံထူကောင်းပြီးထွက်တဲ့21ရက်နေ့မှာရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်စိတ်ရှုပ်ရမယ် ဒီတပတ်တာကာလအတွင်းခြားသာပလီနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောင်းချန်နေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တည်ရှိတတ်တဲ့၃နှစ်ကိုကနန်နေ့ကျိုးပေးတဲ့အပြာရောင်အနီရောင်ကျသွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါအာဟာရလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်။ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြောင်းလဲတွေဆက်တိုက်ဖြစ်မယ်ဥတီချက်စစ်တွေလောက်ကိုင်းနိုင်တယ်ဆော်ရွက်လိုက်တဲ့နေရာတိုင်းမှာအတိုက်ခံနဲ့ထိတဲ့တွေ့မယ်မဖြစ်မနေလောက်ကိုင်းမှုကြောင့်ဆုံးမဲ့မှာအောင်မြင်မယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလုံနိုင်တယ်တခါမှမဆောင်ရွက်ဘူးသေးတဲ့လမ်းကြောင်းတွေကိုထိတဲ့ရင်ဆိုင်ပြီးတော့လောက်ကိုင်းကြုံသာမကဆောင်ရွက်သမျှဆုံးဖြတ်သမျှမှန်ကန်ပြီးတော့ မူလဘဝရဲ့ပုံမြင့်တဲ့အခြေအနေတစ်ခုကိုကိုပြောင်းတိုးတက်ခြင်းကိုကြုံတွေ့ရပါလိမ့်မယ်15ရက်နေ့မှာလမ်းကြောင်းသစ်တွေတိုးတက်မှုသစ်တွေဖန်ပြီးတိုးတက်မယ်အောင်မြင်မှုကိုရမယ်16ရက်နေ့မှာရပိုင်권တွေလည်းဝယ်ပြန်ရမယ်ငွေကြေးကန်ကောင်းမယ်18ရက်နေ့မှာလုံသမရွယ်သမအစဉ်ပြေပြီးတိုးတက်မယ်17ရက်နေ့မှာအလုပ်ဘုံကိစ္စဘုံတွေကြုံမယ်ရှင်ပြန်မှုအောင်မြင်မယ်19ရက်နေ့မှာအနှောင့်အယှက်တွေကြုံပြီးမှနှောင့်နှေးပြီးမှအစဉ်ပြေမယ် 20ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းတွေရှိတယ်21ရက်နေ့မှာအပြောင်းလဲနဲ့တလန်းနဲ့လူရာပြည့်စုံခြင်းတွေကိုရရှိလိမ့်မယ်ဒီကာလအတွင်းတနင်္လာရင်ကဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေအနောက်ရှက်ပေးရတဲ့169ကနန်းနေကျိုးပေးတယ်အဝါရောင်လိမ်မော်ရောင်နုနေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ် အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးလိုရာဆူတောင်းရဲ့ဆူတောင်းပြေပါတိမ်မဲကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတောတွေမှာအလုံးစုံသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။စောင့်ရမှုမှန်သမျှဆင်ပြေလာမယ်။သက်လွယ်သောဉာဏ်ဉာဏ်နဲ့တိုးတက်မှုတွေရှိပြီးတော့ရှင်ပြောင်းမှုတွေမှာအမြင်မယ်။မရည်ရွယ်ပဲခီးသွားရမယ်။မထင်မှတ်ပဲလှုပ်လိုက်တဲ့ကိစ္စကနေ့ ထူးခြားတဲ့နာမည်အောင်မြင်မှုနဲ့တိုးတက်မှုကိုရလိမ့်မယ်။15ရက်နေ့မှာရရသတိရှိရမယ်။ရန်နဲ့ရှင်ပြီးလောက်ရမယ်။16ရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တဲ့တိသ္ဆာမဲ့သူနဲ့တွေ့တတ်တယ်။18ရက်နေ့မှာဆောင်ရွက်သမျှအစီအပြေမယ်၊ပျော်ရွှင်ချမ်းမြေ့မယ်၊စမ်းပွင့်မယ်။17ရက်နေ့မှာခရီးကိစ္စအောင်မြင်မယ်၊အပြောင်းလဲချတိုးတက်မယ်။၁၉ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်၂၀ရက်နေ့မှာ အပြိုင်ဆိုင်နဲ့ထိတဲ့တွေ့တဲ့ဂတိပြည့်တဲ့သူတွေနဲ့တွေ့တဲ့20တရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုရရှိတဲ့နေ့တစ်ခုဖြစ်တယ်။တနင်္လာနေ့စောက်ကြနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်တယ်။ကိုးခွန်လေးကနန်းနေ့ကျိုးပေးတယ်။အညိုရောင်ပြာရောင်မိခိုးရောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါ နေမှရှိနေတဲ့ဖနအဟောင်းထီဟောင်းတို့ကိုစွန့်ပြစ်လိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာမေကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်မင်္ဂလာကိစ္စပတ်သက်ရမယ်အကြီးအကဲများထံမှကောင်းသော ထောက်ကူနဲ့တိုးတက်မှုရမယ် ရှင်ပြန်မှုမှသမျှအောင်မြင်မယ်တို့သမျှထင်ရှားသောကံကြမ္မာနဲ့တိုးတက်တဲ့ကံတွေချုပ်မယ်15ရက်နေ့အရာရာရှင်ပြေသောကံနဲ့တိုးတက်တဲ့ကံရှိမယ်16ရက်နေ့ခီးကိစ္စအပြောင်းလဲကိစ္စနဲ့တိုးတက်မှုချုပ်မယ်18ရက်နေ့မှာငွေရေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းချုပ်မယ်17ရက်နေ့ရန်တက်ခံတဲ့ရှင်ပြေလောရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအဆင်ပြေမယ်19ရက်နေ့မှာထူးခြားတဲ့ကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းရှိမယ်အခွင့်အရေးစစ်တွေပေါ်မယ် 20ရက်နေ့မှာရပိုင်권နေပြန်ရမယ်အဝေးကလူတွေနဲ့ပြန်လဲဆက်ဆက်မှုကြိုးပင်းမယ်21ရက်နေ့မှာရပ်ထားတဲ့လူတွေပြန်လဲစတင်နိုင်တယ်ဝေချေလက်လာဘကံကောင်းမယ်တနင်္လာနေ့စောက်ကြနေရင်ကနေမွေးသူတွေကောင်းကြိုးပင်းမယ်ကြာသာပတိနေ့စနေနေ့မွေးသူများကြောင့်စိန်နောက်ဆက်ဖြစ်မယ်369ကနန်းနေကြိုးပင်းတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပြုပါ ဆုတောင်းပြပါမယ်ကျေးဇူးတင်ပါ